ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သောဒုစရိုက်10ပါးအပြား40ဆိုလာဘာကိုပြောတာလဲဗုဒ္ဓစာပေကျမ်းဂန်လေးထဲမှာမြတ်စွာဘုရားရှင်ကကောင်းတဲ့အကျင့်ကိုပြုကျင့်တာကိုဒုစရိုက်လို့ခေါ်ပြီးတော့မကောင်းတဲ့အကျင့်ကိုပြုကျင့်တာကိုတော့ဒုစရိုက်လို့ဟောကြားတော်မူခဲ့ပါတယ်မြတ်စွာဘုရားရှင်ဟာဒုစရိုက်အမှုကိုပြုလို့အပေဘုံကိုကြောက်ရွံ့ခဲ့တဲ့သူတွေရဲ့ဖြစ်ရတွေနဲ့ဒုစရိုက်အမှုကိုကျင့်ကြံလို့ကောင်းတဲ့ဘုံဘဝကိုရရှိခဲ့တဲ့သူတွေရဲ့အကြောင်းတွေကို ဇန်နိဖက်တော်ရီနဲ့ဟောကြားခဲ့ပါတယ်။ဘုရားရှင်ဟောကြားခဲ့တဲ့အထဲမှာဆိုရင်ဒူးစရိုက်နဲ့ပတ်သက်ပြီးဒူးစရိုက်၁၀ပါးရှိတယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်။ဒူးစရိုက်ကိုသုံးမျိုးခွဲမယ်ဆိုရင်လည်းကာယဒူးစရိုက်၊ဝစီဒူးစရိုက်နဲ့မနောဒူးစရိုက်လို့ဆိုပြီးတော့မှရှိပါတယ်။ကာယဒူးစရိုက်ဖြစ်တဲ့ကာယကံ၃ပါးကတော့ပါဏာတိပါတဆိုတဲ့သူတော်ဘာသက်ကိုတက်ခြင်းအရိဏဌာနဆိုတဲ့သူတော်ဘာပစ္စည်းကိုခိုးယူခြင်း ကာမေလူမိစ္ဆာစာရာဆိုရင်ကာမဂုံတို့မှာရွရွမှမှကျင့်ခြင်းတို့ပါဝင်ပါလေ။ဝစီဒုစရိုက်ဖြစ်တဲ့ဝစီကံ၄ပါးကတော့မုဒါဝါဒမုဒါပြောဆိုမှုပိတုနဝါစာ ချောပြေဂုံးတိုက်မှုဖရုဒ္ဒဝါစာ ကြံကြံတန်တန်ဆဲဆိုမှုတပလပတိန်ဖြင်းသောစကားကိုပြောဆိုမှုဒါရီပါဝင်ပါလေ။မနောဒုစရိုက်ဖြစ်တဲ့မနောကံ၃ပါးကတော့ အဘေစာဆိုတဲ့သူတစ်ပါးဥစ္စာပစ္စည်းတွေကို မတရားကြံစည်မှုဗျာပါဒဆိုတဲ့သူတစ်ပါးကိုတည်သွားရင် ကောင်းမယ်ဆိုပြီးပြစ်မှားမှု မိစ္ဆာဒိဋ္ဌိဆိုတဲ့အယူဝါဒလွဲမှားမှုတွေပါဝင်ပါတယ်ဒုစရိုက်တရား၁၀ပါးကိုပြုကျင့်မယ်ဆိုရင် အပေကိုရောက်ရှိတတ်တာကြောင့်ဒီ၁၀ပါးကိုအကုသလကမ္မပဌာတရားလို့ခေါ်ပါတယ်ဒီတရားတွေကိုကိုယ်တိုင်ပြုလုပ်တာ သူတစ်ပါးကိုပြုလုပ်ခိုင်းတာဒုစရိုက်မှုကိုလုပ်မယ်ဆိုရင်ဘယ်လောက်ရမယ်လို့မြှုပ်ဆပြီး သူများကိုခိုင်းတာသူတို့ဘာဒူးစီရိုက်လုံနေတာတွေကို ကြည့်ပြီးသဘောကျတာဆိုတော့ဒီအချက်လေးချက်ကိုလုံမြင့်မယ်ဆိုရင်တော့အပြစ်ရှိပါတယ်ဒူးစီရိုက်၁၀ဘားကို အခုပြပြခဲ့တဲ့အချက်လေးချက်နဲ့မြှောက်တဲ့အခါမှာအပြား၄၀ဆိုပြီးဖြစ်လာခဲ့ပါတယ်ဒူးစီရိုက်၁၀ဘားနဲ့ပတ်သက်ပြီးတော့ဆရာတော်အရှင်ဇနကဘီဝန္တကအခုလိုဆက်ဆိုထားပါတယ်တတ်တတ်ခိုးမှုကာမေတုသုံးခုကာယကံ လေစားရံမှုမိုက်မိုက်ကန်ကန်နှုတ်ကြမ်းလေခြင်းပြင်ပြင်းစကားပြောဆိုညာလေးပါဝစီကံသူဥစ္စာမှန်မတရားကြံ၍ဖောက်ပြန်သေးခြင်းပြည့်စေလိုကအယူမှားသုံးပါမနှောကံဆိုတဲ့လင်္ကာလေးပဲဖြစ်ပါတယ်ပြိသမြအလုံးလေးကိုစိတ်နှဖျားကျမ်းမာချမ်းသာပြီးကကြီးသုံးပါကနေကြော်လာနိုင်ကြပါစေဒီထက်ပုံမကောင်းဝင်တဲ့အကြောင်းတွေတွေ့ကြပြန်လာခဲ့ပါဦးမယ် နောက်ပြီးတော့မှပြန်လည်ဆောင်တွေ့ကြပါသေးတယ်